င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်သမရဟောင်းဒူတာတေးလို့ပဲ ICC တရားရုံးဖမ်းရမ်းတဲ့မင်းအောင်လိုင်ကိုဖမ်းဆီးနိုင်တဲ့အခြေရောက်ရှိလာလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SSCM ကထုတ်ပြန်ကြေညာလိုက်ပါတယ်အကြမ်းဖက်စစ်ကောင်စီကိုအန်လိုကပုံမှန်33နဲ့ပိတ်ဆို့ရေးယူရဲ့ ဥရောပသမ္မတနဲ့အာရလိုအဖွဲ့ဝင်နိုင်ငံတွေစီကိုရန်ကုန်တပိတ်အင်အားစုတွေကတောင်းဆိုတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုဖိလစ်ပိုင်အစိုးရက အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဖမ်းရမ်းတဲ့ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတရိတ်တရားရုံးကိုပို့ဆောင်လိုက်ပြီးရတဲ့နောက်မြန်မာနိုင်ငံကအကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ဟာရောက်ရှိလာလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကထုတ်ပြန်ကြေညာလိုက်ပါတယ်မလ17ရက်နေ့မှာမွေးရည်စေဝါတိုက်ဖြတ်ရေးအမိခံကလူအမြောက်များကိုတပ်ဖြတ်ခဲ့တဲ့ရာဇဝတ်မှုဆွဆွဲချက်တွေအတွက်နန်းလကာရာဇဝတ်တရားရုံး ICC ရဲ့ဖမ်းရမ်းတဲ့ဖိလစ်ပိုင် သမ္မတဟောင်းကိုဖိလစ်ပိုင်အစိုးရကဖမ်းဆီးပြီးဒဟိမြို့ကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်ဖိလစ်ပိုင်အစိုးရဟာ ICC တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ2019ခုနှစ်မှာနှောက်ထွက်ထားပြီးမှလဲ ICC ဖန်ရန်ထုတ်ထားတဲ့ဖိလစ်ပိုင်သမရဟောင်းကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မှုအတွက်နိုင်ငံကအတိုင်းဝန်းအတွက်တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SCCM ကတီထောင်သူကမှတ်ချက်ပြုလိုက်ပါတယ်ဖိလစ်ပိုင်သမရဟောင်းဖန်ဆီးခံရမှုဟာအထူးသဖြင့်မြန်မာနိုင်ငံနဲ့မေးအောင်လိုင်းအတွက် ပြင်းထန်တဲ့သတင်းစကားဖြစ်ပြီးရိုဟင်ဂျာတွေကိုမောင်းထုတ်တာနဲ့ညှဉ်းပန်းနှိပ်စက်မှုဆန်ရာရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ICC တရားရုံးမှာဖမ်းရန်ထုတ်ရန်အတွက်2024ခုနှစ်နိုဝင်ဘာလမှာရှောက်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ ICC တရားရုံးကမင်းအောင်လှိုင်ကိုဖမ်းရန်ထုတ်ရန်မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေတွေကလည်းနောက်ထပ်ဖမ်းရန်ထုတ်ရန်ရှောက်ထားရန်ရှိနေရလို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမင်းအောင်လှိုင်အပါအဝင်မြန်မာနိုင်ငံကစစ်ဘက်နဲ့အရက်ဖက် ပုတ်ကို25ဦးကိုဖန်ရန် ထုတ်ခဲ့ပြီလည်းဖြစ်ပါတယ်။ SACM တီထောင်သူကလည်းမင်းအောင်လိုင်းအနေနဲ့လည်းဖန်စီခံရမယ့်အချိန်တေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာကိုထင်ထင်ရှားရှားပြတ်တနေတာဖြစ်တယ်လို့လည်းပြောပါတယ်ရှင်။ မန္တလေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကရွှေလုတ်ကွက်တွေမှာရွှေချင်းလုတ်တာလူငယ်တွေကို အမတ်တက်တတုပိဒဆိုင်ရာ သူရနာနေနိပညာဖွံ့ဖြိုးရေးတက်တာနာတာတက်ကဗိုလ်ကြီးစင်ကိုထက်ကငွေညစ်ဖန်စီပြီးဝင်မပေးနိုင်သူတွေကိုစစ်မှုထမ်းအဖြစ်စုဆောင်းနေရလို့တက်တဲ့င်းမြစ်ကပြောပါရစေ။ စ်တပ်ကတော့အပတ်စဉ်59ကြောင်စင်ဗိုလ်ကြီးစင်ကိုတက်ကတပေချင်းရွှေလုကတ်တွေကလူငယ်အလုသမားအယောက်90ကိုဖမ်းဆီးခဲ့တာ ဖြစ်ပြီးတဦးကိုငွေကျပ်10သိန်းတောင်းယူတာလည်းဖြစ်ပါတယ်တကယ်လို့ငွေမပေးနိုင်ရင်စစ်မှုထမ်းရမယ်ဆိုပြီးငွေမပေးနိုင်သူတွေကိုစစ်မှုတန်တသားတွေအဖြစ်စုဆောင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ဒါအပြင်ဗိုလ်ကြီးစင်ကိုတက်ဟာလူငယ်တွေကိုဖမ်းဆီးငွေညစ်ရာကနေရရှိတဲ့ငွေကြေးတွေနဲ့သက်ဆိုင်ရာတက်နယ်မှု တရင်မှုတွေကိုငွေကြေးတစိုးလက်ဆောင်တွေပေးကတမိုးရဲ့ခွင့်ပြုချက်နဲ့စစ်ရုံတက်မလို့ဆိုပြီးစစ်ရဟတ်ရင်နဲ့ခွင့်ပြန်တာအင်ပြန်နာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ဗိုလ်ကြီးစင်ကိုတက်ဟာရှမ်းမြောက်စစ်စစ်ရေးမှာတာဝန်ကျနေပြီမဲ့လဲတာဝန်ကျရာနေရာကိုမသွားပဲစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုမတရားဖမ်းဆီးငွေညစ်တာစစ်မှုထမ်းစုဆောင်တာ တမိုးတွေကိုငွေကြေးတစိုးလက်ဆောင်ပေးပြီးကျမ်းမာရဲ့အကြောင်းပြခွင့်ဥရာတွေလှုပ်ဆောင်နေပြီမဲ့လဲအထက်အရာရှိအဆင့်ဆင့်ကို ပိုင်နိုင်တာကြောင့်ရေးယူမဲ့သူမရှိပဲထင်တန်းကျဲခွင့်ရရှိနေရလို့လဲတက်တဲ့မြစ်ကပြောပါတယ်ရှင်ဒီတစ်ခါမှာတော့ နိုင်ငံသားတဦးရဲ့ဒီမိုကရေစီအခွင့်အရေးလွတ်လပ်ခွင့်တွေဆုံးရှုံးရန်အတင်းအဓမ္မစစ်ကြုံပြုနေတဲ့အကြမ်းဖက်စစ်တပ်ကိုအရေးယူပေးဖို့အတွက်ဥရောပသဘက်ကအစိုးရအဖွဲ့ဝင်တွေနဲ့ပြည်ပြည်ဆိုင်ရာလူ့သမားရေးရာအဖွဲ့ ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေကိုရန်ကုန်တပိတ်အင်အားစုတွေကအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်စစ်တပ်ရဲ့ရက်ဆက်ရုပ်မှာအနိုင်ကျင့်မှုတွေကိုရပ်တန့်နိုင်ရေးအတွက်2023ခုနှစ်အောက်တိုဘာလက ILO ရဲ့စုံစမ်းစစ်ဆေးကော်မရှင်ကအကြံပြုတိုက်တွန်းခဲ့ပေမဲ့လည်းစစ်ကောင်စီက မလိုက်နာတာကြောင့်လာမယ့်မလ10ရက်နေ့မှာပြုလုပ်မယ်အယလိုဂဗန်နင်းဘော်ဒီအယလိုအမှုဆောင်အစည်းအဝေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေအယလိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကပြည်သူလူထုနဲ့အတူရည်တည်ပြီးစစ်ကောင်စီကိုအရေးယူရန်ရန်ကုန်တပိတ်အင်အားစုတွေကအိတ်ဖွင့်ပေးစာပေးပို့တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာစီအိုစုနဲ့သူတို့ရဲ့ကိုယ်စားလှယ်တွေကိုဆက်ဆံရေးပြုလုပ်နေတာတွေကိုပြန်လည်သုံးသပ်ကာရည်တံဖို့အမျိုးသားညီညွတ်ရေးဆိုရအန်ဂျီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဒီမိုကရေစီအင်အားစုတွေနဲ့တရားဝင်ထိတွေ့ဆက်ဆံဖို့စီအိုစုရဲ့တရားဝင်အတူရောက်ရွေးကောက်ပွဲကိုပယ်ချဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်ရှင်။ မန္တလေးတသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတငဇုံမြို့နယ်ဂျိုကျေးရွာကနေခြေလင်းထွက်ခွာလာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား15ဦးဟာတေသွားခဲ့တယ်လို့ Special Task Force ငဇုံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါတယ်မလ10ရက်နေ့မနေ့8:30မိနစ်50လောက်က ငဇုံမြို့နယ်ဂျိုကျေးရွာကနေချင်းလင်းစစ်ကြောင်းထိုးလာတဲ့အင်အား90ခန်းပါတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုရွာသားချင်းရွာဘက်မှာတော်လန်တပ်ဖွဲ့ဝင်တွေကပရိသတ်မိုင်း3လုံးရှစ်ထွက်စင်ပြောင်း12လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်ပြီးတဲ့နောက်မှာဂွေးကုန်းရွာဘက်ကနေဖော်ကာနစီမြို့သားစစ်မှုဆောင်ကနေနွားကားတစီနဲ့ဒင်ဝမ်ကုမ္ပဏီကနေဘောက်စကားတစီစုစုပေါင်း၄စီးနဲ့စစ်သားအလောင်းတွေကိုချက်ချင်းလာရောက်ကောက်သွားပြီးမှလည်းပြန်လည်ပြစ်ခတ်တာမျိုးမရှိဘူးလို့ Special Task Force ဇွန်ကတာဝန်ရှိသူတို့ကပြောပါရရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာဆောက်လုပ်ရေးလုပ်သား၁၆ဦးနဲ့အထောက်ထားပဲဝင်လာသူမြန်မာနိုင်ငံသား၉ဦးကို ထိုင်းရဲတွေကဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာရေးသားချက်အရသိရပါဗျ။မလ၁၇ရက်နေ့ကထိုင်းနိုင်ငံ ပတ္တယာကရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းဝင်ကို ထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ရမှာ တရုတ်နိုင်ငံသား6ဦးနဲ့မြန်မာတရားဝင်ဆောက်လုပ်ရေးအလို့သမား16ဦးတို့ကိုဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေဟာတရားဝင်ဆောက်ရဆက်တဲ့အထောက်အထားခိုင်လုံစွာမရှိတဲ့အပြင် အလုပ်လုပ်ခွင့်မရှိတဲ့ဆက်လုပ်ရေးလုပ်ငန်းတွေမှာအလုပ်လုပ်ကင်နေတာကိုစစ်စစ်တွေ့ရှိခဲ့ရလို့လည်းထိုင်းအန်နာပိုင်တွေကပြောပါရယ်အလားတူထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာလည်းကာတစီအတွင်ပြုတ်သိက္ကာတရားဝင် လိုက်ပါလာကြတယ်မြန်မာနိုင်ငံသားကိုးကိုထိုင်းအန်နာပိုင်တွေကဖမ်းဆီးရရှိခဲ့ပါသေးတယ်အဲ့ဒီကားထဲမှာအမျိုးသား၃နဲ့အမျိုးသမီး၆ကိုပဝင်ပြီးထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက်ဖျားသုံးစုလမ်းကနေတဆင့်ဝင်ရောက်လာခဲ့တာဖြစ်ပြီးသူတို့ကိုးအုံးလုံးကို ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်အရေးယူထားလို့လည်းသိရပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။